မင်္ဂလာပါခင်ဗျာရေကုန်ခေတ္တကနေဒီနေ့လေကဒရင်နေကိုတိဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဘာဝဘေးအန္တရာယ်ကြုံလာပါကပြည်သူတွေကိုအရေးပေါ်ရှာဖွေခဲ့စေရေးအတွက်နိုင်ငံတော်တမင်ငယ်ပုဂ္ဂိုလ်တော်ဆန်းစုကြည်ကဝယ်ယူပေးခဲ့တယ်နိုင်ငံပိုင်ရဟတ်ရင်ဖို့အဂျန်ဖတ်စကောင်စီတပ်ကလွှဲယူထားပြီးသူတို့စစ်တပ်အတွက်တာအတုံးပြုနေတယ်ဆိုပါတယ် မကွေးတိုင်းကမြိုင်မြို့ကို UTP ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သားမပါအောင်ရှင်းလောင်းနဲ့အတူလက်နက်ခဲယံတချို့ကိုပါတင်းစီရရှိထားပြန်နေဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာတဘောဝ BNI ကျုံလာပါက ပြည်သူတွေကိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကဝယ်ယူပေးခဲ့တဲ့နိုင်ငံပိုင်ရဟတ်ရင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလွှဲယူထားပြီးသူတို့စစ်တပ်အတွက်သာအသုံးပြုနေတယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မြင့်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီရဟတ်ရင်ကိုတော့မြန်မာနိုင်ငံမှာတဘာဝဘေးအနေနဲ့ကြုံလာပါကပြည်သူတွေကိုအရေးပေါ်ရှာဖွေကယ်ဆယ်လို့ရအောင်ဆိုပြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကနေဝယ်ယူပေးထားခဲ့ပြီး2020ခုနှစ်အောက်တိုဘာလ30ရက်နေ့ညနေပိုင်းမှာရဟတ်ရင်ကမြန်မာနိုင်ငံရောက်ရှိခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုမြန်မာပြည်သူတွေအတွက်ရှေးရေးကိုရှေ့ရှုပြီးတဘာဝဘေးတွေကြုံလာရင်ကယ်ဆယ်ရေးတွေလုပ်လို့ရအောင်ဒေါန်ဆတ်စုကြည်ကလှုပ်ပေးခဲ့ပြီမဲ့အကြမ်းဖက်စစ်ကောင်စီကတော့သူတို့စစ်တပ်အာဏာသိမ်းပြီးကြတဲ့ကအဲ့ဒီရဟယင်ကိုစစ်တပ်ပိုင်းအဖြစ်သိမ်းစီလိုက်ပြီးပြီးခဲ့တဲ့နှစ်ကရေဘေးကြုံလာလဲအဲ့ဒီကယ်ဆယ်ရေးရဟယင်ကိုပြည်သူတွေအတွက်အသုံးမပြုခဲ့တယ်လို့ငလင်ဘေးမှာလဲလူတွေကိုကူညီတဲ့နေရာမှာအသုံးမပြုခဲ့ပဲသူတို့စစ်တပ်အတွက်သာအသုံးပြုနေတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိအဲ့ဒီရဟယင်ဟာ လူမှုကဲဆဲရင့်နေပြန်လဲနေရချက်တိုင်းဝင်ကြီးဌာနလက်အောက်မှာမရှိတော့ပဲစစ်တပ်ကပဲလွှဲပြောင်းယူထားလိုက်ပြီဖြစ်တယ်လို့တခါတည်းသူတို့စစ်တပ်အတွက်ပြန်တန်းအသုံးပြုပြီးတာနဲ့ဒီအတိုင်းရင်နာထားပြီးရေဘေးရောငလင်းဘေးတွေမှာပါပြည်သူတွေအတွက်အသုံးမပြုခဲ့သလိုအဲဒီရဟယင်အသုံးပြုဖို့ခွင့်ပြုချက်ကိုလည်းမဲအွန်လိုင်းနဲ့စိုးဝင်းတို့ကအတိတ်ကကင်ထားတာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်ရှိမိကပြောထားပါတယ်တစ်ဖက်မှာတော့ အဲ့ဒီလိုပြည်သူလူထုကိုတဘာဝပေးကြုံလိုက်ရင်ကယ်ဆယ်ဖို့ရဟယင်ဝယ်ယူမှုအတွက်ဆိုပြီးအချက်ဖက်စစ်ကောင်စီကဒေါ်စဆုကြည်ကိုအာဂရီမှုခေါင်းစဉ်နဲ့ထောင်နှံခုနှစ်နှစ်ချမှတ်ခဲ့ပြီမဲ့အချံဖက်စစ်ကောင်ဆောင်မဲအွန်လိုင်းကိုတိုင်ကတော့အခုနှစ်ဖေဖော်ဝါရီလမှာပဲသူနဲ့သူ့မိသားစုရဲ့ပြည်ပခီးစဉ်အတွက်ဆိုပြီး Airbus လေယာဉ်ကိုပြည်သူဗန္နာတွေနဲ့အပြတ်ဝယ်ယူလိုက်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့မကွေးတိုင်းကမြိုင်မြို့ကိုဥတီပြီးထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပြပောင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမှုရမှာစစ်ကောင်စီတပ်သားမပါလောင်း၈လောင်းနဲ့အတူလက်နက်ခဲယံအချို့ကိုပါတင်းစီရရှိထားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓပုံတွေထဲမှာလည်းလမ်းဘေးတွေမှာအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါလောင်းပုံတွေကိုအတိုင်းသာတွေ့ရပါတယ်ဖြစ်စဉ်ကတော့အခုမေလပထမအပတ်ကစပြီ ဂျပန်စစ်ကောင်စီတပ်စစ်ကြောင်းဟာမြိုင်မြို့ကိုဥတီပြီးတော့ထွက်လာတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လာရင်းပူပေါင်းတပ်တွေကအဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းတွားရလမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်ချင်းမုံရမှာစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေပြီးတိုက်ပွဲဖြစ်ပွားရနေရာတွေကနေစစ်ကောင်စီတပ်သားမပါလောင်းရှင်းလောင်းနဲ့အတူလက်နက်ခဲယံအချို့ကိုလည်းဒေါ်လာရင်းတပ်တွေကတင်းစီရရှိထားတယ်လို့မြိုင်ပတ်ခွားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း ပကိုးတိုင်းကနတ်တလင်းမြို့နယ်ပြင်ပုံကျေးရွာကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးတိုက်ခိုက်ချေမှုမှုအတွေ့စစ်ကောင်စီတပ်သား9ဦးထက်မနည်းကတော့အသေးသေးတိတ်ကုန်ကြပြီသူတို့စစ်သားမသာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တဲ့သွားကြတယ်လို့နက်စစ်တီ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ13ရက်နေ့ကပဲနတ်တလင်းမြို့နယ်ပြင်ပုံကျေးရွာကနေအင်အားတရာလောက်နဲ့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လန်ရေးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးဝိုင်းဝန်းတိုက်ခိုက်ချင်းမို့ရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား9ဦးထက်မနည်းကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတော်လန်ရေးတပ်ဖွဲ့ဘက်ကလည်းရဲဘော9ဦးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့စစ်ကောင်စီဘက်ကတော့သူတို့ရဲ့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့တဲသွားကြပြီးတဲ့နောက် သူတို့စခန်းမှာစစ်သားအလောင်းတွေကိုအဝတ်နဲ့ပဲထုတ်ထားပြီးစစ်သားအလောင်းကရှစ်လောင်းရှိတဲ့အကြောင်းကိုပါတိထားရတယ်လို့နက်စစ်တီပီဒီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့စကိုင်းတိုင်းကဝက်လက်နဲ့ရွှေဘူမြို့နယ်တွေမှာအကြပ်ဖက်စကောင်းစီတက်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲရတပီသူတွေနေထိုင်ရနေရာတွေကိုလေင်းနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူနှုတ်ဦးတေဆုံးထားပြန်တယ်လို့နေအိမ်တချို့လည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ညနေပိုင်းမှာပဲ အချက်ဖက်စကောင်စီတက်ကဝက်လက်မြို့နယ်စခန်းသာခြေရွာနယ်ရွှေဘိုးမြို့နယ်ငပီအိုးခြေရွာတွေကိုဘာတိုက်ပွဲမှမဖြစ်ပဲလေနဲ့လာပြီးရည်ရွယ်ချက်ရှိဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်အပြစ်မဲ့အရတပြည်သူတို့ဦးသေးဆုံးထပြန်တဲ့အပြင်နေအိမ်တချို့လည်းပျက်စီးထပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ဗြိတိန်ရဲ့ဆိုင်ယာမြန်မာတမ်းမဟောက်ဥကြော်စွာမင်းကိုတန်တမန်နေအင်ကနေဖိမပေးမှုနဲ့ဗြိတိန်ရဲ့တပ်ဖွဲ့ကစွဲချက်တင်ထားတယ်လို့ရိုက်တာသတင်းတရက်အရသိရပါတယ်။ဗြိတိန်ရဲ့ဆိုင်ယာမြန်မာတမ်းမဟောက်ဥကြော်စွာမင်းကိုလန်ဒန်မြို့မှာရှိတဲ့တန်တမန်နေအင်မှာဆက်လက်နေထိုင်ပြီးမဖယ်ရှားပေးမှုနဲ့ဗြိတိန်ရဲ့တပ်ဖွဲ့ကစွဲချက်တင်ထားတာဖြစ်ပြီးဥကြော်စွာမင်းကိုစစ်ကောင်စီကတန်အမတ်ယာဒူကနေအာနာသိမ်းပြီးတဲ့နောက်ပိုင်းဖယ်ရှားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီဗြိတိန်ရဲ့ဆိုင်ယာမြန်မာတမ်းမဟောက်ဥကြော်စွာမင်းဟာ ဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်မှာပဲစစ်ကောင်စီကအဲ့ဒီတပ်မတ်နေရာမှာတခြားသူတို့စစ်ကောင်စီလက်အောက်ခံတပ်မတ်တအုပ်ကိုအစထိုးခန့်အပ်ထားတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာပဲစစ်ကောင်စီကဥကျော်စွာမင်းနေထိုင်နေတဲ့လန်ဒန်မြို့ကတပ်မတ်နေအိမ်ကိုသူတို့စစ်ကောင်စီလက်ထက်ပြန်လွှဲပေးဖို့ပြောတဲ့အခါဥကျော်စွာမင်းကလက်ရှိစစ်ကောင်စီဟာတရားမဝင်အာဏာသိမ်းမှုကြောင့်ပြန်လွှဲမပေးနိုင်ဘူးလို့ညှင်းဆန်တဲ့အတွက်စကောက်စီဟာဗြိတိန်ရဲတပ်ဖွဲ့ကိုတိုက်ပြီးတော့ဆွဲချက်တင်တာတွေတွားလုံနေတာဖြစ်တယ်လို့ရိုက်တာသတင်းတက်ရသိရပါတယ်ခင်ဗျ။ ခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာတရားမွေမြန်မာနိုင်ငံသား15ဦးတင်ဆောင်လာတဲ့ကားကိုထိုင်းအနာပိုင်းတွေကစစ်ဆေးတဲ့အချိန်မောင်းပြေးပေမဲ့ကားကလမ်းဘေးကိုထိုးချသွားပြီးအကုန်လုံးဖမ်းဆီးခံရတယ်လို့ထိုင်းသတင်း Dreamer ဖော်ပြထားကြပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ညပိုင်းကပဲထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာတရားမွေမြန်မာနိုင်ငံသား15ဦးတင်ဆောင်လာတဲ့ကားကိုထိုင်းအနာပိုင်းတွေကအဝေးပြေးလမ်းမပေါ်မှာတားဆီးစစ်ဆေးခဲ့တယ်ဆိုပါတယ် အဲ့ဒီချိန်ကားကမရက်ပေးပဲမောင်းပြေးတဲ့အတွက်ထိုင်းရဲတွေကလိုက်လံဖမ်းဆီးရမှာတော့ကားကလမ်းဘေးကိုထိုးချသွားပြီးကားပေါ်မှာပါလာတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးရမိခဲ့ပြီမဲ့လက်ရှိမှာတော့ထိုင်းအာရဏပိုင်တွေဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသား15ဦးဟာအထောက်အထားမရှိဘဲထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာကြတဲ့သူတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာโอเคဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့ကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ